ချိန်ကညနေ၄နာရီခန့်ရှိပေမဲ့တောင်ပေါ်ဒေသပတ်ဝန်းကျင်တို့ရဲ့တောရိပ်တောင်ရိပ်တို့ကြောင့်မောင်စပြိုးသလိုလိုရှိနေပေတယ်။နွေရာသီကာလဖြစ်ပေမဲ့လေအဝေးမှာတော့နှင်းမြူတို့ရဲ့အငွေ့သက်ကိုအေးဆက်ဆက်ခံစားရတတ်ပါရဲ့။လာရှိုမျိုးပတ်ထွက်တဲ့ကတ္တရာလမ်းမတော်မှာတနေကုန်ပူပြင်းထားတဲ့နေမင်းရဲ့အပူချိန်မလွတ်ပန်နဲ့အဆူရက်ဖက်ပြီးတော့ငြိမ်သက်နေတယ်လို့ရှိပါရဲ့။ ဒီနေရာကတော့နောင်မွန်ရွာကလေးအထွက်လန်းဖြစ်ပါတယ်။ဒေသခံမဟုတ်တဲ့အောင်ကျော်စင်ကအေးရန်ကောက်ွယ်ဖို့ဂျာကင်အင်ဂျင်နဲ့သုံးမွေးခေါင်းစုပ်ကိုဝတ်ဆင်ထားရပါတယ်။ခရီးသွားတဲ့အခါတိုင်းဝတ်လေရှိတဲ့ဘောင်းမီရှင်နဲ့ကင်ဗတ်ရှူးဖက်နဲ့လည်းပါဝင်လာတယ်။ကင်ဗတ်ရှူးကတရေရှူးဖက်နဲ့ဆိုင်တော့လမ်းလျှောက်ရတာက ပေါ့ပေါ့ပါပါနဲ့သက်တောင့်သက်သာရှိလာပါတယ်။နောင်မွန်ရွာကိုရောက်ရှိခဲ့ခြင်းကတော့ကျမ်းမာရေးမှုဦးဆိုင်စောမရဲ့ဖိတ်ကြားချက်အရဖြစ်ပါတယ်။ ဒီကနေ့ညနေမှာတော့သူ့အိမ်မှာမရှိဘူး။ရွာနီးချုပ်ဆက်တေးစီကိုဆိုင်ကယ်တစ်စီးနဲ့လက်လယ်ပြင်ဟော့ဆဲကူတနေပြီမယ်။ပြင်းပြင်းရှိတာနဲ့အိမ်ကနေထွက်ခဲ့လိုက်တယ်။အရင်ကတောင်ဝန်ထမ်းဆောင်ခဲ့တဲ့ကျမ်းမာရေးမူဟောင်းအိမ်ကိုထွက်ခဲ့ခြင်းဖြစ်ပါရဲ့။ကျမ်းမာရေးမူဟောင်းဦးခင်မောင်ရဲ့အိမ်ကတော့လမ်းရဲ့ဝဲဘက်မှာရှိပြီးတော့လမ်းမေးကွက်လက်တားအနေငယ်ချိုးဝင်ရပါတယ်။လမ်းရဲ့လက်ရဘက်မှာတော့ရွာသိန်းဆိုင်ကုန်းကိုတွေ့မြင်ရပါတယ်။ တောင်မွှွာကလေးရဲ့တင်းချိုင်းမြာအောက်ပြေအောက်ရွာရီလိုဖျိုးပရေမရှိပါအောက်ကူကလေးတွေကအစီအရေရှိပြီးတော့မတက်ရက်ပေမဲ့လည်းတန်ရှင်းနေပါတယ်ဒီလိုတုံ့ပြန်မျိုးမှာတော့အသေးထံဝင်ရင်အနှံ့ဆုံးမရှိတာကြောင့်အစဉ်ပြေနိုင်နေလို့လည်းတွေးမိတွေးရစဉ်းစားနေပါတယ်ဥလိဥလိရှမ်းတန်ခဝဲဝဲနဲ့ခေါ်တဲ့ကြောင့်အတွေးပြတ်သွားတယ်ကိုစိတ်ကူးနဲ့ကိုလမ်းလျှောက်လာတာနဲ့ရှိလူရှူကလာနေတဲ့ကလေးတယောက်ကိုသတိမပြုခဲ့ဘူးခေါ်တဲ့ကြောင့်မှသတိဝင်လာတယ် ဗျာအလိုက်သိဆောင်နဲ့ပဲဖော်ရည်စွာပြန်ထူးလိုက်ပါတယ်တဆက်တည်းမှာပဲတိလိုတဲ့မေးခွန်းကိုလည်းပြန်လဲမေးမြန်းလိုက်ပါတယ်ဘာပြောမလို့လဲခလေးရဲ့ရှိလာမ10နှစ်17နှစ်အရွယ်ဒါပေမဲ့သူကလေးနဲ့ကြည်လင်တဲ့အသွင်နဲ့ပြန်ဖြေရဲ့ဒီလန်းကမောင်ရင်မကောင်းဘူးခမဘာလဲဒီလန်းမှာလူဆိုးရည်လာမလားသူငယ်ကနားမလဲတဲ့ဟန်ပန်မျက်လုံးအဝိုင်းသားနဲ့ပြန်ကြည့်ရဲ့ ပြီးတော့ခေါင်းကိုခါရမ်းလိုက်တယ်။မဟုတ်ဘူးခမ ya ။မဟုတ်ရင်ဗာလဲဗျ။ခေါင်းပြတ်တဲ့။ဟေး။ပါဇက်ကနေအောင်မေလေးပြုတ်လိုက်တယ်။ရုတ်တရက်တော့အံအားတက်သွားတယ်။ပြီးမှအေးအေးဆေးဆေးစဉ်းစားလိုက်တယ်။တင်းကြိုင်းပုံဝန်းချင်မှာတော့တရဲရစီဇလန်းမျိုးမျိုးရှိတတ်တာကတဘာဝပဲလေ။ဘလို့ပဲဖြစ်ဖြစ်တတိပေးတဲ့သူကတော့စေတနာအတိမတ်ပြုတဲ့အနေနဲ့ကျေးဇူးတင်စကားဆိုလိုက်ပါရယ် ဦးလေးလေးကြားကြောင်မနေပါဘူးမမောင်ခင်အိမ်ပြန်မမယ်ဒီလိုဂရိပေးလိုက်မှသူငယ်လေးသဘောကျသွားပုံနဲ့ဆက်လက်ထွက်ခွာသွားတယ်တမောသားသမီးတို့ရဲ့ရိုးသားဖော်ရွတ်တဲ့ဓလေ့ကိုကြည်နူဝမ်းသာမိပါတယ်အောင်ကျော်စင်ကိုခက်လန်းလန်းကမြင်လိုက်တဲ့ကျမရီမူဟောင်းကအိမ်ဘဝကနေထွက်ပြီးတော့ကြိုးဆိုပါတယ်အဲကန်နဲ့ထိုင်မိတဲ့အခါမှာတော့ရှမ်းပြည်ရဲ့ထုံးစံတိုင်းရင်းနှီးချက်နဲ့ဧကန်ပါတယ် အကောင်စားကိုကလက်ဖက်ချောက်တုံးထတာနဲ့အနံ့ကမွေးပြန့်တယ်လို့တောက်ရတာကလည်းအချမ်းပြေပါတယ်တကယ်တော့ဥခင်မောင်ကြီးကလည်းဒီဒေသခံမဟုတ်ဘူးလေတရက်ခိုင်မှာမွေးဖွားခဲ့တဲ့မြေလက်သားတို့ကျမရင်မူတန်တန်းကိုရန်ကုန်မှာတက်ရောက်ခဲ့ပြီးတော့ဒီဒေသတဝိုက်မှာတာဝန်ထမ်းဆောင်ခဲ့ရတယ်အဲ့ဒီနောက်မှာတော့ဒေသခံတောင်ယိုးအမျိုးသမီးနဲ့အိမ်အောင်ကြပြီးတော့နောင်မွန်ရွာမှာအခြေချခဲ့တာဖြစ်ပါတယ်ဒါကြောင့်သူက မမအများစုနေထိုင်ရမြေပြန့်ဒေသအကြောင်းနဲ့ရန်ကုန်အကြောင်းကိုလည်းသိပါတယ်။အခုခါမှာတော့အဆက်အဝေးနေတာနဲ့ရန်ကုန်မြို့မှာပြောင်းလဲလာတဲ့နိုင်ငံရေးလူမှုရေးအခြေအနေတွေကိုသူကမေးပါတယ်။အောင်ကျော်စင်ကလည်းစိတ်ပါလက်ပါ ပြောပြပါတယ်။တဖန်ဥခင်မောင်ကလည်းသူနေထိုင်ရရက်ရွာအကြောင်းကိုစိတ်ဝင်စားစရာကောင်းပြောပါတယ်။သူပြောပြသမျှမှာတော့တိုင်းရင်းသားတွေရဲ့ဒလေးဆိုင်တွေဒေသန္တရဗဟုသုတတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအကြောင်းမှမကြမ်းစုံလင်လာပါတယ်။ဒီလိုနဲ့အချိန်ကုန်မှန်းမသိကုန်သွားပါတယ်။အဲ့ဒီခါမှာတော့မမောင်ခင်ဦးဆိုင်စောမောင်ရဲ့နေအိမ်ကိုပြန်ဖို့တတိရပါတယ်။တဆက်တည်းမှာပဲလမ်းမှာတွေ့ခဲ့တဲ့သူငယ်လေးနဲ့ခေါင်းပြတ်တရေကိုစဉ်းစားနေမိပါတယ်။ဘာတွေစဉ်းစားနေလဲဆရာ။ဦးခင်မောင်ရင်က မေးတာနဲ့အောင်ကျော်ဆင်ကတွေ့ခဲ့ကြုံခဲ့ရသမျှကိုပြောပြလိုက်ပါတယ်။စကားဆုံးတဲ့ခါမှာသူကပြုံးပြီးတော့ပြောလိုက်ပါတယ်။ ဒီနေ့တော့တွေ့မှာမဟုတ်ဘူး။လာပြင်းနေ့ညနေမှာတွေ့တက်တာပါ။ဘလို့တွေ့တာလဲပြောပြပါဦး။အောင်ကျော်ဆင်မေးတာနဲ့ဥခင်မိုင်းကရွာကကာလသာတုံးကိုတွေ့ခဲ့ရပုံကိုပြောပြပါရယ်။အိုက်ဆန်အိုက်ပန်နဲ့ကိုဖြိုးတို့တုံးကအရင်မူးမူးနဲ့ပေတရာလမ်းတစ်လျှောက်ကိုရင်မောင်းတမ်းပြီးတော့ရှောက်ဝင်လာကြတယ်။အဲ့ဒီခါကလာရှိုးမျိုးအဝင်ခိတ်ကည6နာရီပိတ်တာနဲ့အဝေးပြေးကားတွေကတော့အချိန်မီအောင်သွားရပါတယ်။တောင်မွန်ရွာက လာရှုံမြို့နဲ့15မိုင်ကံပဲဝေးတာနဲ့ညနေ9နာရီကျော်မှတော့ကားရှင်းတလောက်ဖြစ်နေပါတယ်။ဒါနဲ့သူတို့တုံးကတေးသချင်းတဆူဆိုနဲ့လွတ်လွတ်လပ်လပ်ပြီးဆိုရင်ရွာဘက်ကိုလမ်းလျှောက်လာခဲ့တယ်။တင်းစားအနီးရောက်လာပေမဲ့သွားနေကြလမ်းမျိုးရိုးနေတာနဲ့ကြောက်စိတ်တွေကတော့မရှိကြဘူး။ဒါအပြင်ကို သူရာရှည်ကလည်းဝင်ထားကြတာနဲ့အငါသက်တီတွေကလည်းရှိနေကြတယ်။အဲ့ဒီချိန်မှာပဲ သူတို့ရဲ့နောက်ဘက်စီကနေမြင်းခွာတဲ့တဲ့ကြားလိုက်ရတယ်။အတန်ကဝေးပြီမဲ့တချင်းဆိုရပ်ပြီးတော့နားဆွဲ့နေလိုက်ကြတယ်။မြင်းခွာတဲ့ကအလွန်ကိုနီးကပ်လာတယ်။နောက်ကိုလက်ကြည့်လိုက်တဲ့အခါမှာတော့အတကုံဒုံဆိုင်လာတဲ့မြင်းကိုတွေ့လိုက်ရတာနဲ့နဘေးကိုအလင်းမြန်ရှောင်းလိုက်ကြတယ်။ဒီလိုရှောင်းမှုကလူတမန်အဖို့မခက်ခဲလာပြီမဲ့အမိုးသမားရဲ့အဖို့ကတော့တော်တော်ကိုဖျူဖျဲနိုင်လာပါတယ်။မင်းစီသမားကိုမကြည်မချမ်းဆိုင်နဲ့ပြိုင်တူကြိတ်လိုက်မိကြတယ်။ ဟာ၃ရောက်တာအတီးတီးအတကအာမေရိကန်ပြုတ်လိုက်တယ်အမူးလဲပြေသွားတယ်စပင်းလေးလဲမိုးပေါ်ထောင်သွားကြတယ်မျက်လုံးတွေပြူပြီးတော့တန်ပြန်အော်လဲကြပါတယ်ခေါင်းပြတ်တဲ့မျက်စိသမားရဲ့ခန္ဓာကိုယ်မှာတော့ဥကောင်းမပါရှိဘူးအရဲသမားသုံးဦးကလည်းတချိုးတယ်ပြေးကြပါတော့တယ်အောင်ကျော်ဆင်ကအမူးသမားရဲ့ထင်ရမြင်ရပြောစကားကိုတော့မယုံချင်ပါသူတို့ရဲ့ပြောစကားကြောင့် ရွာတွေကကလေးတွေကြောက်လန့်ကုန်ကြတာလည်းဖြစ်မယ်။ဒီအချင်းရကိုပြောပြတဲ့ကျမကြီးမူဟောင်းကိုအံ့ဩယုံနဲ့ပြန်မေးလိုက်ပါရဲ့။ဆရာဦးခင်မကြီးကဒီဇလန်းကိုလက်ခံသလား။လက်ခံပြီလားဆရာ။ဒီအကြောင်းကိုရွာမှာအစင်ဆက်ပြောနေကြတယ်။ပြီးတော့ကျွန်တော်ရဲ့အဘေးနဲ့ဆက်ဆက်နေတယ်။အဘေးဆိုတာကတော့အဖိုးရဲ့အဖခင်ကိုဆိုလိုခြင်းဖြစ်ပါတယ်။မိသားစုရာဇဝင်ဆိုတာနဲ့သိကျန်သွားပါတယ်။ဆရာရဲ့အဘေးကဘာသူလဲ။ ဘသူလဲလို့မပြောခင်အဲ့ဒီဆောင်းသားကိုကြည့်လိုက်ပါပြောပြောဆိုဆို तू ကနေရံမှာချိတ်ဆွဲထားတဲ့တရှိကိုညွန်ပြလိုက်တယ်အဲ့ဒီခါမှမလဲမကဲမှာချိတ်ဆွဲထားတဲ့တရှိကိုသတိပြုမိတယ်အောင်ကျော်စင်အဖို့ကတော့ရာဇဝင်လို့ပဲဆိုဆိုတမိုင်းလို့ပဲခေါ်ခေါ်ဒီဘာသာရပ်ကိုကျွမ်းကျင်နေသူမဟုတ်ဘူးဒါပေမဲ့တရှိကတော့ရှီဟောင်းလက်ရာတစ်ခုဖြစ်တာကိုတော့သတိပြုမိပါတယ်အဲ့ဒီဓာတ်ကိုဆရာဘလို့မြင်တယ်လေ သူကမေးတာနဲ့အောင်ကျော်ဆက်လည်းသိသမျှပြန်ဖြေရပါတယ်။ကျွန်တော်မြင်ကတော့အဲ့ဒါရှေးခေတ်စစ်တီတော်တွေတုံးတဲ့တရှိပါ။ရေဘူးရအဖြစ်ကတော့တံပန်စစ်တီတွေကဒလွတ်ကန်ရတယ်လေ။အတိတ်ဘယ်ကတော့တအိမ်မသုံးမဲနဲ့ဓားကိုပခုံးမှာထမ်းပြီးတော့လိုက်ကြရတယ်။အရာရှိတွေပဲတအိမ်ကိုသုံးကြရတယ်။တအိမ်ပေါ်မှာရှိတဲ့မန်ကူကွက်တရားလေရာရူးအလိုက်အဆောင်ရောင်နေပဲ။ဘေဟာကဘာရူးလဲဆိုတာတော့ကျွန်တော်တိတိကျကျမသိပါဘူးဗျာ။ ဥက္ကမိုင်းကမျက်ခုံးပင်နေဆရာကတော်တော်လိလာထားတာပဲစီးသိပ်ပန်သမားတယောက်နေနဲ့ဒီလောက်နဲ့နဲ့ဆက်ဆက်ရှိတာကတော့ချီးကျူးစရာပဲတိတ်လေးမညောင်းနဲ့လေကျွန်တော်ကမြောက်တက်တယ်ဗျမြောက်တာမဟုတ်ပါဘူးဗျာကျွန်တော်အဖို့ပြောပြလို့သိရတာကဒီဓာပိုင်ရှင်ကျွန်တော်အဘေကမင်းလုံးမင်းတရားကြီးလက်ထက်တော်ကာလာကစီသူကြောထင်ဖွဲ့နဲ့သူကောင်းပြုခံရတဲ့ဘုံမြတ်တာပဲဘုံမြတ်တာဆိုတာက လူ900ကိုအုပ်ချုပ်ရတဲ့900ဘိုးလို့သိရတယ်။တရေတစီကိစ္စကိုခိတောင်မေ့သွားရဲ့ဒီအဆောင်သားနဲ့900ဘိုးအကြောင်းကိုအထူးစိတ်ဝင်စားသွားတယ်။ဒါနဲ့ဥက္ကမိုင်ကိုဆက်ပြောဖို့တိုက်တွန်းတယ်။ပြောတော့ပြောပြကြမှာလေ။ဒါပေမဲ့အခါလင့်နေပြီ။ဥဆောင်မောင်တို့လည်းဆရာကိုစိတ်ပူနေမယ်။မနဲ့ပြန်မှဆက်ပြောကြတာပေါ့။အောင်ကျော်စစ်အဖို့ကတော့ဆက်ရှင်တက်မှရမ်းလိုက်ရတဲ့ရုံမြင့်တန်ကြာဇလန်းတွဲလို့ခန်းစားလိုက်ရတယ်။ ဒါပေမဲ့မိုးချုံနေပြီလေတဲကိုနေထိုင်တဲ့ဦးဆိုင်စောမောင်တို့အိမ်ကိုပြန်ခဲ့ပါတယ်။နောက်တနေ့မှလည်းဦးဆိုင်စောမောင်ဆေးကူထွက်နေရတဲ့ညနေဆောင်မှာတော့ဦးခင်မောင်အေးရဲ့နေအိမ်ကိုထွက်ခဲ့ပါတယ်။ဆရာမနေ့ကကိစ္စတော်တော်သိကျင်နေတယ်ထင်တယ်။ဆရာဦးခင်မောင်အင်းကခရီးရောက်မဆိုင်မေးပါတယ်။သိကျင်ပြီလားဆရာ။ညာတော့ကအိတ်သာအိတ်နေရတယ်။ဆရာရဲ့ဓာတ်နဲ့တအိမ်ကိုမျက်စိတည်းအောင်မထွက်ဘူး။ သိကျင်နေလို့ရှိရင်ပြောချင်တာလဲကျွန်တော်ပါပဲဆရာဒါပေမဲ့စကားမပြောခင် အမောပြေအခားရည်လေးတုံးဆောင်လိုက်ပါအောင်ရှမ်းတို့ဒေသမှာတော့ရင်းနှွေးချမ်းဒါမှမဟုတ်လက်ဖက်ရည်ချမ်းကတော့အခားရည်လိုတုံးတုံးကြပါလေအောင်ကျော်စင်ကလည်းတဲခင်ဧကန်နဲ့အရသာရှိရှိရက်နဲ့မွေးမွေးလက်ဖက်ရည်ချမ်းလေးတုံးဆောင်ရင်းနဲ့ဥခင်မောင်ရဲ့ပြောပြသမျှကိုနားတော်ရဆင်နေမိပါတယ်ပြင်းစမတန်ခါရနာတင်သာသနာပြုမင်းတရားကြီးဖြစ်တဲ့ မင်းနှုံမင်းကြီးဟာတိုင်းပြည်ကိုခေမီနိုင်ငံဖြစ်အောင်အမျိုးမျိုးကြိုးပမ်းခဲ့ပါတယ်။ဒင်းကားဆက်ယုံလက်နက်ဆက်ယုံနဲ့ကျင်းနှင်းစနစ်တရားထေရှားတဲ့အောင်မြင်မှုတွေ ဖြစ်ပါတယ်။ဘာသာသာသနာထွန်းကားတာကလည်းပြောစရာပဲမရှိ။ဒါပေမဲ့ပြည်သူတွေကတော့ကြီးလန့်စားစားဖြစ်နေပါတယ်။အကြောင်းကတော့ကလဖြူအင်္ဂလိပ်တို့ရဲ့ရံပဲဖြစ်ပါတယ်။ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမှာပြည်မြို့ထိအောက်ပြည်အောက်ရွာကိုမြန်မာတို့ကလက်လွတ်ခဲ့ရပါတယ်။ ချိန်မရွေးလဲနောက်ထပ်စစ်ပွဲဖြစ်နိုင်တဲ့အခြေအနေရှိပါတယ်။မြန်မာဘက်မှာတက်ဆာဖောက်အချို့ကလည်းကလပ်ဖြူထံကိုခုံဝင်မှုကြံနေကြပါတယ်။ဒီအချိန်မှာမင်းုံမင်းတရားကြီးကမင်းနေပြည်တော်ကိုအင်အားတောက်တင်းစေဖို့ရတနာပုံမင်းနေပြည်တော်ကိုမြို့တည်နှံစောင့်နေပါတယ်။1221ခုနှစ်မှာတော့အမရပူရာနေပြည်တော်ကနေမန္တလေးကိုရွှေ့ပြောင်းခြင်းကို အချို့ရာဇဝင်ဆရာတို့ကပြစ်တင်ဆိုကြတယ်။အောက်ပြည်အောက်ရွာဒေသတွေကို အင်္ဂလိပ်ထံကနေပြန်ပြီးတော့တိုက်ယူဖို့စိတ်မကူဘဲနဲ့မင်းစည်းစိမ်ခန်းစားဆန်စားဖို့မြို့တော်ကိုရွှေ့ပြောင်းတယ်လို့ဝေဖန်ကြပါတယ်။တကယ်တော့မူလအမရပူရာနေပြီးတော့ကအတိတ်နမိတ်ကောင်းလာပါတယ်။အမရဆိုတာကမတည်တော့ဒါမှမဟုတ်မပြည့်စည်နိုင်တော့လို့အဓိပ္ပာယ်ရပါတယ်။ပူရာဆိုတာကတိုင်းပြည်လို့လည်းအနက်ပေးနိုင်ပါတယ်။ခြုံငုံပြီးတော့ဆိုရရင်တော့မပြည့်စည်နိုင်တဲ့မြို့တော်လို့လည်းဆိုလိုပါတယ်။တောင်တမန်အေးရေပြည့် မြို့တော်ကိုတဘာဝကြုံရေဝမ်းထားသလိုဖြစ်ပြီးတော့ရန်သူတွေမဖြက်စီးနိုင်အောင်လည်းစီမံထားပါတယ်။ဒါပေမဲ့လက်ရှိရင်ဆိုင်နေရတဲ့ရန်သူတွေကအင်္ဂလိပ်တွေဖြစ်ပြီးတော့ဒီလူမျိုးတွေရဲ့ရေချောင်းကျွမ်းကျင်မှုကကဘာကျော်နေတယ်လေ။အဲ့ဒါနဲ့ရေပတ်လည်းဝိုင်းနေတဲ့နေရာမှာမနေဘဲနဲ့ကုန်းခေါင်ခေါင်ကိုနေပြီးတော့ရွှေ့ရခြင်းဖြစ်ပါတယ်။ဒီလိုအကြောင်းကိစ္စတွေကြောင့်အချို့အရက်ဒေသတွေမှာတော့တောမီးလောင်တောကြောင်လက်ခမောင်းခတ်ဆိုသလိုတခိုးဓမြတွေကလည်းထားကြွအတောင်းကျမ်းနေပါရဲ့။ ီအထဲမှာတော့အခုပသိမ်ကြီးမြို့နယ်လို့ခေါ်တဲ့တောတောင်ထူထက်တဲ့အရက်မှာထကြွတောင်းချမ်းနေတဲ့တောင်ပန်နီကလို့ခေါ်တဲ့ဓမြခိုင်ကတော့အဆိုးဝါးဆုံးဖြစ်ပါတယ်။မြို့တော်အနည်းတစ်ဝိုက်မှာလဲဒီလိုမဖြစ်တင်တာကြောင့်ဘရင်စစ်တီတွေကတွားရောက်နေနေတဲ့အခါမှာတော့ရှမ်းတို့ထားနေတီဘောမြို့တစ်ဝိုက်ကိုရွှေ့ပြောင်းသွားကြတယ်။ဒီအခါမှာတော့တီဘောနယ်သူနယ်သားတွေကဒုက္ခတွေ့ကြရပါတယ်။ဒါအပြင်အဲ့ဒီသူတွေကိုတီဘောစုပ်ပွားကားပဲ ခိုလုံခွေပြုတ်ထားတဲ့အောင်ရောင်နဲ့တည်လွဲ့မှသေးတယ်။တီဘောစော်ဘွားကလည်းရှမ်းမြမာကသွေးစည်းညီညွတ်ရေးထိခိုက်မဲ့ဘဲကိုမျောတွေးမိတာနဲ့မင်းတို့မင်းကြီးတံကို အချင်းရာကိစ္စကိုစာလွာပါပြီးတော့အကြောင်းကြားရပါတယ်။အဲ့ဒီအကြောင်းကိုမင်းတို့မင်းကြီးသိတော့ဘလို့အေးအေးယူသလဲ။မင်းတို့မင်းကြီးကစာလွာရတော့တတ်တော်ရှိအမတ်ကြီးတူဦးဖြစ်တဲ့ရင်းနှံချောင်းမင်းကြီးကိုခေါ်ပြီးတော့စီမံခိုင်းတယ်။ရင်းနှံချောင်းမင်းကြီးကလည်းကျွန်တော်အဖေဘုံမြတ်တာကိုဆင့်ခေါ်ပြီးတော့တောင်းဝန်ပေးတော့တာပေါ့ဗျာ။ ဆရာအဖေကိုဘလို့တောင်းဝန်ပေးတယ်လဲဗျလက်ရွေးစင်စစ်တီတရားပဲခေါ်သွားပြီးတော့တောင်းမန်ဒီဓမြခိုင်းကိုနှိမ်နှင်းဖို့ဆင်းလွတ်တော့တာပဲပြို့ဒီနေရာမှာအောင်ကျော်ဆင့်ဘဝင်မကြတယ်လို့ရှိသည်900တပ်ပုတ်ကိုစစ်တီတရားတွေပေးခြင်းကတော့ရှေးခေတ်ထုံးစံရအရအရာချထားတယ်လို့ဖြစ်နေပြီတဲ့ဒါနဲ့ဆရာဦးခင်မောင်ရင်ကဆက်လက်ရှင်းပြပါတယ်တောင်းမန်ဒီဆိုတာက အလီဘာဘာလိုပဲ ခိုးသား40ပဲရှိတယ် တကယ်ရင်းဆိုင်မယ်ဆိုရင်တော့လက်ရွေးစင်တရားတော့မလိုပါဘူးလူဖြတ်ပြီးတော့ဓမြကိုင်းလှူရှောင်းမှုကိုစုံစမ်းထောက်လန့်မှုပို့ထက်ပေးထားတာပါလူ900ပေးရင်လေနေပြည်တော်မှာအင်အားလျှော့သွားနိုင်တယ်လို့တချို့ကပြောမှုတယ်အရေးကြီးကိစ္စမလို့လူတရားနဲ့သွားရတာပဲအဲ့ဒီခေတုန်းကဒါ special mission စစ်စင်ရေးလေးရှိရပါတော့အောင်ကျော်စင်ကမှတ်ချက်ပေးလိုက်တယ်ဘုံမြတ်သားရဲ့တက်နဲ့တောင်မန်ဒီဓမြတွေထိတ်တန့်ရင်ဆိုင်တွေ့မယ်လို့မျောလင့်ထားကြပါမိမယ် လက်တွေကတော့ဖြစ်မလာပါအဲ့ဒီခါမှာဘုံမြတ်သားကတက်ဖြောင်းလိုက်ပါတယ်အစုလိုက်သွာလာလှရှားနေတော့ဓမြတွေကတည်င်းရသွားမယ်လေပုံရှိုးကွယ်ရှိုးနေကြမယ်တက်ဖြောက်တယ်ဆိုရမှာလူစုခွဲရောက်တာမကပဲနဲ့မင်းမူထံအဆောင်ရောင်တွေပါမတုံးမင်းနဲ့ရိုးရိုးအရက်သားပုံစံနဲ့ဓမြတွေကိုစုံစမ်းရပါတယ်အရေးရှိရင်တော့လူစုနိုင်ဖို့အချင်းချက်လည်းပြုလုပ်ထားရတယ်နောက်ဆုံးမှာတော့ဒုထာဝရီမြင့်တပီတောတန်းတနေရာမှာတော့ ရင်းဆိုင်တိုက်ပွဲဖြစ်ပါတော့တယ်။တောင်မန်နီဓမြတွေက လက်နက်မဲ့ပြည်သူပြည်သားတွေကိုအနိုင်ကျင့်နိုင်ကြပါမယ်။ဒါရီလန်ရီနဲ့မီးပေါက်တနက်အတက်ပင်သာစနစ်တကျရှိတဲ့ဗိုလ်မြတ်သားတွေရဲ့တက်ကိုတော့မရှင်နိုင်ကြတော့ပါ။သူတွေကိုယ်တွေဒဏ်ရာရနဲ့ကြံလူတွေကတော့လက်လွတ်ထွက်ပြေးကြပါရဲ့။တမန်အားဖြင့်ဆိုရင်တော့ဒီအရေးကဒီမြနဲ့ပြီးစီးပြီးတယ်။ဒါပေမဲ့အထောက်တော်တွေသတင်းစကားအရသူတို့ကပို့ပြီးတော့ဝေးတဲ့လာရှောမြို့ဘက်ကိုထွက်ပြေးကြတယ်။ လာရှိုမျိုးကရှေးအခါကစီကားတဲ့မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်မြမရာဇဝယ်မှာထင်ရှားတဲ့အမတ်ကြီးဥပုံကလည်းလာရှိုမျိုးမှာဇေဒီတစ်စုတီထားခဲ့ပူပါတယ်ဒါကြောင့်တောင်မန်ဒီတို့အဖို့ပုံကိုစရာတော့ကလည်းနဲ့တယ်မင်းနေပြီးရောလည်းနဲ့ဝေးတယ်ဓမြတက်စရာကြွယ်ဝတဲ့ကုန်သေးတွေလည်းရှိတယ်အဆဆအဆင်ပြေလာတယ်ဒီနေထားကိုဘုံမြတ်တာကလက်မခံလို့ပါငုံမိသေးတိုင်းတက်နိုင်မှအဖျားရောက်ပြီမယ်တောင်မန်ဒီဓမြတွေရဲ့အဆောင်ကိုမမိမချင်း မိမိတောင်းဝန်ပေးတယ်လို့မယုံကြည်ဘူး။လာရှိုးမြို့နယ်ဘက်ကိုဆက်ပြီးတော့လိုက်ရတယ်။တောင်မန်ဒီတို့ကလည်းအင်အားနှဲသွားပြီဖြစ်တာနဲ့မိမိရဲ့အင်အားကလည်းအပြည့်ဝမလိုတော့ဘူးလေ။လက်ရွေးစင်စစ်တီ30မြသာခြံထားပြီးတော့ကျန်သူတွေကိုမန္တလေးကိုပြန်လွတ်လိုက်ပါတယ်။တောင်မန်ဒီဓမြကိုင်းကိုဆက်လက်ချေရခံရှင်းလင်းသွားမယ့်အကြောင်းစာလွှာကိုလည်းရင်းနှံချောင်းဝန်မင်းကြီးထံကို ပေးပို့လိုက်ပါတယ်။သူနဲ့သူစစ်တီတွေကတော့ထုံးစံတိုင်းတက်ဖြောက်ပြီးတော့လာရှိုးနေကိုဆက်လက်ချီတဲခဲ့တယ်။ ဲ့ဒီလောက်ဆက်လိုက်မယ်လို့တောင်မန်နေကထင်မလားမဟုတ်ဘူးဆရာတောင်မန်နေဆိုတာကလည်းလူလေပဲတေဘုံမာတဲ့ကဘုံမြတ်သားရဲ့ပြည့်ရယ်ကိုရိမ့်မိသွားရဲ့လေသူကလည်းဘုံမြတ်သားရဲ့လူတွေရဲ့လှုပ်ရှားမှုကိုအငြင်းနဲ့စုံစမ်းထောက်လန်းနေတယ်စစ်တီဆိုတာကလည်းဘလို့ပဲရုပ်ဖြက်ဖြက်သွားဟန်လာဟန်နဲ့လှုပ်ရှားဟန်တွေကဖြောက်ဖြက်လို့မရဘူးလေအေးလူလေနဲ့ပန်ကားနဲ့တွေ့ကြပြီပေါ့ဗျာအစ်စ်ပဲပြောဘုံမြတ်သားရောက်လာတာနဲ့တောင်မန်နေကလည်းအထူးတူတူတိတ်တိတ်နေတယ် အဲ့ဒီတော့ငါတော်လဲနဲ့တယ်လေအခုခေတ်လို့တက်တည်အရန်ခုတ်ခုတ်နေတာမရှိဘူးဒါကြောင့်ဘယ်နေရာမှာခိုးအောင်နေဆိုတာရှာလို့မရနိုင်ဘူးမတင်ကားစရာတစ်ခုခုရှိရင်လည်းနေရာရွှေ့သွားတယ်ဘုံမြတ်သားကလည်းဒီနောင်မွန်ရွာမှာစတီးချပြီးတော့စိတ်ရှည်ရှည်နဲ့သတင်းစုံစမ်းရတာပေါ့ဗျာဒါထက်စကားပြက်လိုက်တယ်မထင်ပါနဲ့ဆရာအဘေဘုံမြတ်သားစကန်းချခဲ့တဲ့ဒီနေရာမှာဆရာအခြေတကျဖြစ်နေရတာထူးဆန်းနေနော်ရှေးကုတို့ပေါ့ဗျာ ဓမြခေါင်းဆောင်တောင်းမနေရလဲမွေမွေချင်းချင်းမြင်တယ်လို့ပြောရမယ်။သူကလည်းအဆုလိုက်မနေပဲနဲ့လူစုခွဲထားတယ်။သူခုအောင်ရနေရကိုရုတ်တရက်ရန်သူရောက်မလာနိုင်မို့အစင်စက်ကင်းချထားတယ်။ဘုံမြတာကလည်းတဖြည်းဖြည်းနဲ့အချိန်ကြီးရိစားမိလာတယ်။ဘလို့ပဲဖြစ်ဖြစ်ဓမြတို့ကတော့အစာငတ်ရင်တော့တားရွဲတဲ့ကနေထွက်လာရတော့မယ်။သူတို့ရဲ့ခိုးအောင်ရနေရကိုမရှာဘဲနဲ့လှောက်ရှားမှုကိုပဲ ပြောင်းလဲထောက်လဲရမယ်။တနေ့ ပုံမြတ်သာမျောလင့်တယ်လို့ဖြစ်လာပါတယ်။တောင်မန်ဒီအဖွဲ့ကနောင်မွန်ရွာကိုညအချိန်ဝင်ရောက်စီးနင်းမှုကြံစီထားတယ်။နောင်မွန်ရွာမှာတော့ဗိုလ်မြတ်သားတဦးတည်းရှိကြောင်းသတင်းရထားတယ်။အဆောင်ရောင်မပါတဲ့ဗိုလ်မြတ်သားကိုမင်းမူတန်းဖြစ်ကြောင်းရိုးသားတဲ့တိုင်းရင်းသားတွေကတော့မသိကြဘူး။ရှစ်ဆက်ကလဲတဲ့တောင်မန်ဒီကတော့သိရဲ့။သူတို့ရဲ့ဓမြအဖွဲ့ကိုဒုက္ခပေးခဲ့တဲ့ဗိုလ်မြတ်သားကိုကောင်းကောင်းဆုံးမလိုက်မယ်။ပြီးရင်တော့ နောင်မောင်ရွာတရွာလုံးကျွဲဝမှုကိုလည်းတင်းယူသွားမယ်လို့ကြုံဝါထားလိုက်တယ်။ဒါပေမဲ့ဓမြအဖွဲ့မှာအားနည်းချက်ရှိတယ်။ရွာကန်လက်ထောက်ချသူဒါမှမဟုတ်တရင်ပေးတဲ့သူရှိမှလည်းအဆင်ပြေ။ဒါမှပဲရွာရဲ့လုံခြုံရေးအခြေအနေချမ်းသာကျွဲဝတဲ့အိမ်တွေနဲ့တောင်ရသမားတွေရဲ့တင်းတဲ့ရောင်းရငွေတွေလက်ဝယ်ပိုင်ဆိုင်ထားမှုရှိမရှိဘို့လဲသိထားဖို့လိုတယ်။ဒါကြောင့်အဲ့ဒီရွာကလူမတ်ဦးကိုစီယုံသိမ်းသွင်းရတယ်။ တာမန်နီတို့တွဲဆောင်စီယုံတဲ့လူကတော့အယက်သမားဖြစ်ပေမဲ့အခြားမကောင်းမှုတွေနဲ့ကင်းလူဖြစ်တယ်။အဲ့ဒါထက်ကိုဘိုးမြတာကလက်ကျင့်တင်စားပေးထားတဲ့အထောက်တော်ဖြစ်နေတယ်။သူကတဖန်လာရောက်စုံစမ်းသူတွေကိုဒေသထွက်တဲ့ဆန်ရက်နဲ့ဧည့်ခံပြီးတော့သူတို့ရဲ့အကြံစီတွေကိုပြန်မေးတယ်။အယက်မူရင်ကြွဲခိုးပေါ်တယ်ဆိုသလိုပဲသူတို့ရဲ့အခြေအနေတွေကိုကောင်းကောင်းသိလိုက်ရတယ်။သူ့ဘက်ကလည်းရွာရဲ့လုံခြုံရေးမကောင်းကြောင်းဘိုးမြတာတော်မှာ ငပြားဖြစ်နေကြောင်းနဲ့အဝင်လန်းအထွက်လန်းတွေကိုလည်းသူ့စိတ်ကြအကြံပေးလိုက်ပါရဲ့ဒီလိုနဲ့အထောက်တော်အခါပေးလိုက်တဲ့ညကာလကို ရောက်လာရင်ရွာပြင်တင်းကြိုင်းမြေအနီးမှာတော့ဘုံမြတ်သားတို့လူစုကအကင်းမဝတ်ပြီးတော့စောင့်နေတယ်လမ်းရတစ်ဖက်တစ်ချက်မှာရှိတဲ့တောင်ကုန်းပေါ်မှာတော့တနက်ကန်အမှုထမ်းတူကတော့တဲဘက်ကိုတယောက်စောင့်ကြည့်စီတယ်ခေါင်းဆောင်ဖြစ်တယ်လို့တေးချသူကိုပဲဖြစ်ဖို့မှားချထားတယ်စောင့်နေရတာကတော့ပုံမှန်အားဖြစ်ကတော့ပြင်းစရာကောင်းလာတယ် စစ်တီတွေကတော့မပြင်းအောင်လေရက်ရှည်လာများထန်းဆောင်ရတဲ့တောင်ဝန်ကပြီးဆုံးတော့မယ်တောင်မန်ဒီဓမြခိုင်းကိုအပြစ်သက်ဖြုတ်ခွင်းရတော့မယ်ဆိုတဲ့အသည့်နဲ့အနှင်းငယ်စိတ်လှုပ်ရှားနေကြပါတယ်ဒါပေမဲ့စနစ်တကျလေ့ကျင့်ထားတဲ့သူတွေပြီးပြီးအတန်လုံးဝမထွက်ပဲနဲ့တည်တည်ဝတ်ဝတ်ရှိလာပါတယ်ဘိုးမြတ်သာပြောင်းလိုက်တာကတော့သားရဲတွင်ကနေထွက်လာတဲ့သားရဲကြီးကငကားအတွင်းကိုရောက်တော်မယ်လို့တွေးလိုက်မိရဲ့အဲ့ဒီချိန်မှာပဲ ခဝဲဝဲကငင်းကွာတန်တက်တက်ကြားလိုက်တယ်။တောင်မန်ကြီးကလည်းမခေပါ။ငင်းနေကိုဖြည်းဖြည်းမှန်မှန်စီးလာတယ်။တိတ်ဆိတ်တဲ့ညကာလမှာဒုံဆိုင်စီးရင်တော့ဝဲဝဲကအတန်ကြားရမယ်လေ။ရွာသူရွာသားတွေနှိုးကုန်လိမ့်မယ်။အနည်းရောက်မှဒုံဆိုင်စီးဖို့အတွက်ခွန်အားကိုချွေတားရမယ်။ခတ်နေရကတောင်မန်ကြီးဆိုတဲ့ဓမြခေါင်းဆောင်ကိုဘုံမြတ်တာကမမြင်ဘူးပါ။ရန်သူရဲ့လှူရှာမှုကိုကြည့်ပြီးတော့ခေါင်းဆောင်ဖြစ်သူကိုရွေးထုတ်ရမယ်။ လာပညာဖြစ်ပေမဲ့တောင်ပေါ်ဒေသတဘာဝနှင်းမြူတွေကဝေးနေတာနဲ့မုံတဝါအလင်းရအောင်မှာတော့တဲတဲကွဲကွဲမြင်ဖို့မလွယ်ပါဝဲရနှစ်ဖက်ပိတ်ပြီးတော့အားလုံးကိုချိန်မုံဖို့တန်တိတန်ချလိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူတို့တတ်မှတ်ထားတဲ့တက်ကွင်းအတွင်းကိုဓမြတွေကရောက်ရှိလာပါတယ်ဟဲ့ရာဇဝတ်သားတွေမောင်မင်းတို့ကိုဘရင်တက်တော်ကဝိုင်းထားလိုက်ပြီမတည်ချင်ရင်လက်နဲ့ချလိုက်ဘုံမြတ်သားရဲ့ကေတရာစာချင်းသိမင်းလိုအတန်ကဟိန်ထွက်သွားပါတယ် အဲ့ဒီအတန်ကြောင့်ဓမြရဲ့မြင်းတွေကလည်းတုံငနေရက်သွားတယ်။ညုံလိမထတာနဲ့မင်းသက်မိတယ်လို့လို့ရှိသွားတယ်။မျက်နှာတွေကတော့စဝေစဝါနဲ့မရှိမရာဖြစ်သွားတယ်။ဒီအချိန်တွေကိုတောင်မဏီကချက်ချင်းရဲမိတယ်။သူကလည်းအတန်ကိုမြင့်ပြီးတော့အော်ပြောတယ်။ဟိတ်ငါလူတွေငါတို့ကတီဘောနယ်ကလေးကဘင်းရဲမတ်တွေကိုတတ်ခဲ့ပြီးပြီ။လက်နဲ့ချလေတီတန်ကမလွတ်ဘူး။ရဲရဲတိုက်ပြီးတော့ရအောင်ဖောက်ထွက်ကြဟိ။အတန်ကတော့ရဲဝုန်ပြတ်သားပြီးတော့အားတက်စရာကောင်းတယ်။ ဓမြတွေကလည်းလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ဒီစကားကနောက်လိုက်တွေအတွက်ကိုရဲစီးဖြစ်သွားတယ်။ဒါပေမဲ့ဘုံမြတ်သားလည်းကြည်နက်သွားတယ်။ခေါင်းဆောင်ဆိုသူကိုတည်တည်ကြာကြာမှတ်သားထားလိုက်တယ်။အဲ့ဒါနဲ့သူ့ရဲ့ရဲဘက်တွေကိုဆောင်းနာမြောက်ပြီးတော့အချက်ပေးလိုက်တယ်။ဓမြတွေရဲ့ဝဲရနှစ်ဖက်ကလမ်းရှိကင်ထားတဲ့ခြေလင်းတပ်သားတွေကညာတန်ပေးပြီးတော့ဝင်တိုက်ကြတယ်။ဓမြတွေကလည်းနှစ်ဖက်ညက်အတိုက်ခံရတာနဲ့ဘယ်နဲ့ညာနဲ့ခုခံနေရတာနဲ့ မြင်းပေါ်မှာထိုင်နေပါလျက်နဲ့အသာစီးမရဘူးဒီလိုရှောက်ထွေးနေတဲ့အချိန်မှာတော့ဘုံမြတာအပါဝင်မြင်းစည်းသမားငါးဦးကဓာရီကိုဝှက်ပြီးတော့ဝင်ရောက်ထိုးခုတ်ပါတယ်တိုက်ပွဲကတော့ပြင်းထန်ဆူညံသွားပါတယ်လက်တပြက်ဝင်ရောက်တိုက်ခိုက်မှုကြောင့်ဓမြကြီးလည်းအခက်တွေ့ပြီးတော့သွေးပြက်နေပါတော့တယ်ဒီလိုရှောက်ထွေးတဲ့တိုက်ပွဲမှာတော့တောင်မန်ဒီရဲ့သွေးအေးပုံကတော့ချီးမွမ်းလောက်ပါတယ်ဝိုင်းဝန်းထားတဲ့ရဲမတ်တွေကြောင့်မှလက်ခါသွားတဲ့ထွက်ပေါက်တစ်ခုကိုတွေ့လိုက်တယ် နောက်လိုက်တွေကိုငဲ့ညာစရာမလိုပဲနဲ့ဓမြပီပီတကူကောင်းဆန်စွာနဲ့ဖောက်ထွက်သွားပါတယ်။ဘုံမြတာကလည်းထက်ချက်မကွာလိုက်တယ်။ဒါပေမဲ့နောက်လိုက်ဓမြတူကဟန်တာထားတယ်။တောင်မန်တွေကသမင်လေပြန်လက်ကြည့်ရယ်။ပြီးတော့ကောက်ကျစ်စွာပြုံးလိုက်တယ်။သူ့ကိုအမိလိုက်ဖို့မဖြစ်နိုင်ကြောင်းသေချာသွားတဲ့ခါမှာတော့အချိန်ဖြုံးလို့မဖြစ်တာနဲ့မြင်းကိုကြဖို့နဲ့ရိုက်ပြီးတော့အ мян ပြေးခိုင်းပါတော့တယ်။တောင်ကောင်းတကုံးပေါ်ကနေမီးပေါက်တနတ်တန်ထွက်ပေါ်လာတယ်။ တနက်ပြောင်းွားကနေထွက်လာတဲ့ခဲတီကတောင်မန်နင်ကိုပုတ်ကာတီကလွဲချော်ပြီးတော့မြင်းရှိခြေတော်ကိုထိမှန်သွားတယ်။တနက်မန်နဲ့မြင်းကနာကျင်မှုနဲ့အော်ဟစ်ပြီးတော့ခြေခောက်ပြီးတော့လဲကျသွားတယ်။တောင်မန်နီလည်းမြင်းရှိကိုအရှိန်လုံပြီးတော့ပြစ်ကျသွားတယ်။ဒါနဲ့နောက်ကလိုက်လာတဲ့ဘုံမြသားရဲ့မြင်းကမိလာပါတယ်။မြင်းမော်ကနေကြားတဲ့နာကျင်မှုဝေဒနာနဲ့ဘလုံးမမခုခံနိုင်တော့ပါ။နောက်မှရောက်လာတဲ့ရဲမတ်တရဲ့ချီနောင်ဖန်းစင်းမှုကိုခံလိုက်ရပါတယ်။ တာမန်နီဓမြခိုင်းဝင်နေအားလုံးကြာဆုံးပြီးတော့ခေါင်းဆောင်ကိုလက်ရမိတဲ့တဲ့င်းကလည်းတော်မီပမာပြန့်နှံ့သွားပါရဲ့တာမန်နီဓမြကိုဆရာအဘေကတက်လိုက်ရောလားချက်ချင်းမတက်ပါဘူးလာရှိုးစော်ဘွားကိုအကြောင်းကြားလိုက်တယ်ရွာနီးချုပ်ဆက်ကတာမန်နီဓမြလာတိုက်တုန်းကမြင်လိုက်ရတဲ့ရွာသားတွေလည်းဆင့်ခေါ်လိုက်တယ်အားလုံးရှိမှမှတရားစီရင်နေအဲ့ဒီခေတုန်းကပြည်သူခုံရုံးတွေရှိတာပေါ့နော်ခုံရုံးရယ်လို့တော့မဟုတ်ပါဘူးဗျာ ကျွန်တော်တွေကတောင်မန်နဲ့ခေါင်းဆောင်ဟုတ်မဟုတ်တေချောင်းကိုလောက်တာလို့အဖိုးကပြောမှုတယ်။ဒီလိုအပြန်အလှန်ပြောဆိုပြီးမှတော့ဥခင်မောင်ရင်ကဇလန်းကိုဆက်ပြောပါတယ်။အားလုံးလူဆုံတဲ့အခါမှာမြင်မှုရဆိုတဲ့သူတွေကတောင်မန်နေဖြစ်ကြောင်းနဲ့ဝဲဘက်ပခုံးမှာတော့အနီရောင်ဟင်းသာပြတာနဲ့လက်တောင်ဝင်ပုံဆေးထိုးတာကြောင့်တသက်ခင်ချပါတယ်။ရင်းနှင်းချောင်းမင်းကြီးကလည်းဒီတ냐ကိုဖန်းစည်းခေါ်ဆောင်လာစရာမလို့တွေ့ရတင်ဆိုင်ဒါမဆိုင်ပဲ စီရင်ဖို့အမှားတော်ထားခဲ့ပြီးဖြစ်ပါတယ်။ဒါနဲ့တောင်မန်နီကိုခေါင်းဖြတ်ပြီးတည်တံပေးဖို့စီရင်ရပါတယ်။ရှင်းဦးစွာတောင်မန်နီကိုကျိုးနဲ့တုံ့နှောင်ပြီးတော့မင်းနေပြီးတော့ဘဲကိုလက်ပြီးတော့ဒူးထောက်ခိုင်းထားပါတယ်။ပြက်ထွက်လာတဲ့ခေါင်းကိုလိတ်မသွားစေရန်နဲ့ဝါးနဲ့ရက်တဲ့တောင်းတောင်းခံထားတယ်။ဂိုင်းတောင်မန်နီမောင်မင်းကိုခေါင်းဖြတ်စီရင်တော့မယ်။နောက်ဆုံးစကားပြောစရာရှိရင်ပြောပြီးတော့ဘုံမြတ်တာကပြောရင်းဆိုရင်လက်သုံးတော်ဓာတ်ကိုမြောက်လိုက်တယ်။ တောင်မန်ကြီးကလည်းတတိမနှဲပါဘုံမြတ်သားပဲလှည့်ပြီးတော့ပြောပါတယ်ဟဲ့ကောင်မင်းထံခစားတဲ့မင်းကြုံငနွားငါ့ကိုတက်လိုက်ရင်ငါကတရေဖြစ်သွားပြီးတော့တတက်လုံးမင်းနောက်လိုက်ပြီးတော့မင်းကိုလက်စားချင်မယ်ဟိလူပုံအလဲမှာအစောကားခံရတာဖြစ်တာကြောင့်ဒေါသဖြစ်ပြီးတော့မျက်နှာနှီးရဲသွားပါတယ်ဒါပေမဲ့တိတ်ခါရှိတဲ့မင်းမှုထမ်းပြီးပြီးအင်ဂျီဆေးလိုက်တယ်အနည်းမှရှိတဲ့ပြိတ်သက်ကိုမျက်လုံးဝေးကြည့်လိုက်တယ် သူ့ကိုသူ့ရဲ့ကောင်းပြင်မှတ်ယူထားကြတာနဲ့ဘသူကမှတော့အထင်မသေးဘူးမှာဒါပေမဲ့အသက်အရွယ်ကြီးသူအချို့ကတော့သူ့အတွက်စိတ်ပူပန်နေပုံရတယ်။ဘုံမျက်သားနားလည်လိုက်တယ်။တေဂါနီလူတယောက်ရဲ့ပြင်းပြင်းပြပြတောင့်တတဲ့ကိစ္စကတကယ်ဖြစ်နိုင်နေဆိုတဲ့အစင်လာယုံကြည်မှုတည်းရလည်းရှိတယ်။ဒီယုံကြည်မှုကြောင့်လေမစီရင်မဲနေ၍မဖြစ်ဘူးလေ။မင်းမထမ်းလို့မြည်သည်ပေးအပ်တဲ့တောင်းဝန်ကိုဥလည်းမတုံထမ်းရရတယ်။ လူတို့ဘက်ကိုလှည့်ပြီးတော့သူ့အတွက်ဘာမှမစိုးရိမ်ဘူးလက်ကောင်ပြလိုက်တယ်။ဟဲ့ကောင်မင်းငါငါကိုလက်စားချင်နေတယ်ဆိုတာမယုံဘူးကွာ။မယုံရင်လည်းစမ်းကြည့်လေကွာ။တောင်မန်နေကတခုံးမခံပြန်ပြောတယ်။အေးမင်းတကယ်တမ်းငါကိုလက်စားချင်နေတယ်ဆိုရင်မင်းကောင်ပြတ်တာနဲ့တပြိုင်တည်းဟိုတောင်းနှခန်းကိုပါဇက်နဲ့ကိုက်ပြလေ။အဲ့ဒီလိုလုံနိုင်နေဆိုရင်တော့လက်စားချင်မယ်ဆိုတဲ့မင်းရဲ့စကားကိုငါယုံလိုက်မယ်။တောင်မန်နေရဲ့မိုက်သွေးကလည်းစံတင်လောက်ပါရဲ့။ဟဲ့ကောင် တတိရှင်ခုတ်လိုက်ဘုံမြတာကလက်သုံးနှောင်းကိုမြောက်ပြီးတော့တချိန်နဲ့ခုတ်ပိုင်းလိုက်ပါတယ်ကောင်းစွာလက်ကျင့်ထားတဲ့လက်ဖြစ်တာနဲ့တောင်မန်ကြီးရဲ့ဇက်ပေါ်ကိုဓားချက်ကကြောက်ရောက်သွားပါတယ်အယိုးပြက်တံမြည်သွားပြီးတော့ဦးကောင်းကခန္ဓာကိုယ်ကနေလွင့်ထွက်သွားပါတယ်ဒါပေမဲ့ခေါင်းကတော့တောင်းနေမလျှောက်ပဲနဲ့တောင်းနှခမ်းဝါမှာရှိနေပါတယ်လူများကအံ့အားတက်သွားပါတယ်တောင်မန်ကြီးရဲ့သွားတွေကတောင်းနှခမ်းကိုကိုက်လျက်သားဖြစ်နေကြောင်းကိုလည်းတွေ့ရရတယ် ဘိုးမြတ်သားကတော့စိတ်ပူပုံမပေါ်ပါ ဆောင်းသားကိုတအိမ်ထဲကိုပြန်သွင်းပြီးတော့ဆောင်ရွက်စရာတွေကိုဆက်လက်ဆောင်ရွက်စီပါတယ်အောင်ကျော်စင်ကတိကျင်စိတ်ကြီးများသွားတယ်အဲ့ဒီနောက်ဆရာဘေးဘာဖြစ်သွားသေးလဲဘာမှမဖြစ်ပါဘူးဆရာတောင်မန်ကြီးရဲ့နောက်ဆုံးစိတ်အာရုံကလက်စားချေဖို့မဟုတ်တော့ဘူးတောင်းနှခံကြိုက်ပြဖို့ပဲဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဘေးဘိုးမြတ်သားကိုလက်စားချေလို့မရတော့ဘူးလာပညာဆိုရင်ကိုယုံပြတာပဲလုံနိုင်တော့တယ် ကျွန်တော်ဘေးကဖရားရဲ့တရားရဲ့ခုံဝင်တဲ့အရွယ်တီကိုစမ်းစမ်းမမချမ်းချမ်းသာသာနဲ့နေသွားရင်ရွာအဝင်မှာဆရာတွေ့ခဲ့တဲ့ဇေဒီလေးကဘုံမြတ်သားရဲ့ကောင်းမှုပေါ့ကျွန်တော်ကတော့အဘေးရဲ့အမွေဆောင်သားကိုဂုဏ်ယူစွာနဲ့ဆက်ခံခဲ့ရတာပေါ့ဗျာဒါဆိုဘုံမြတ်သားဟာညံကောင်းတာပေါ့နော်ပြောရင်လည်းကြွားရရောက်မယ်ကျွန်တော်အဘေးကလက်ယုံကြီးရောနှလုံးကြီးပါပြည့်ဝတဲ့ဆွဲဆောင်ရတူဦးပေါ့ဗျာကြွားလဲကြွားလို့ပါတယ်ဗျာကဲကျွန်တော်လည်းအချိန်လင့်ပြီးပြန်လိုက်အောင်မယ် သိကျင်တာလည်းသိရပြီကျွေးမွေးဧကန်တာလည်းကျေးဇူးတင်ပါတယ်လို့အောင်ကျော်စင်ကရဲရဲမော်မော်ပြောတယ်။ဦးခင်မောင်ကမျက်နာတီတီနဲ့ပြောတယ်။ဒီနေ့လာပြနေနော်ဆရာလည်းကြည့်သွားအောင်တော်ကြတောင်မန်းကြီးခေါင်းပြတ်သေးကလာနှုတ်ဆက်နေအောင်မယ်။ဟာလာနှုတ်ဆက်လဲဘာဖြစ်လဲ။ဘိုးမြတာအမျိုးဝင်ကပြန်ခဲ့တာလို့ပြောလိုက်မှာပေါ့။နှစ်ဦးသားရဲရဲမော်မော်နဲ့လက်ဆွဲနှုတ်ဆက်ပြီးတော့လမ်းခွဲခဲ့တယ်။နောက်တနေ့မှာတော့အောင်ကျော်စင်လာရှိုးကိုသွားခဲ့တယ်။ လာရှုံမှာတည့်ရနေပြီးနောက်တနေ့မနေ့စောစောမှာတော့မန္တလေးကိုကားနဲ့ထွက်ခဲ့တယ်။အောင်ကျော်ဆင့်စီးနင်းလိုက်ပါလာတဲ့မော်တော်ယာဉ်ကနောင်မော်ရွာရဲ့မန္တလေးဘက်အထွက်မှာတော့ခိတနာပြီးဘုံမြတာကောင်းမှုစီလေးကိုငေးမောကြည့်ရှုနေမိပါတယ်။မူလကထုံးတင်ငန်းနဲ့ဈေးဒီဖြစ်တယ်လို့ပြောကြပါတယ်။နောက်အခါမှာဒရယကာတွေကတော့မန်စီရွှေချထားတာနဲ့နေအောင်ကြီးမှာလင်းလက်နေပါတယ်။တကိုးကြီးတွေဆိုတဲ့အထင်ကရဖျားစီဒီမဟုတ်ပေမဲ့ မြမပြည်မှာရှိတဲ့ဈေးဒီတိုင်းမှာတော့သမိုင်းကိုစီရှိကြပြီတယ်လို့တွေးထင်မိပါတော့တယ်